ဒါတွေကတော့ intake client တွေရဟာရယ်ကနေဒါအော်စတြေးလျနိုင်ငံရဲ့ PR grant letter အချို့ပဲဖြစ်ပါတယ်။လူချင်းမင်းအနေနဲ့လည်းသူတို့လို PR ရရှိချင်တယ်ဆိုရင်တော့ယခုအချိန်ကလျှောက်ထားဖို့အချိန်ကောင်းပဲဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံရဲ့2024-25 migration plan အရ3,800ကျောင်းကို PR ပေးဖို့ရဟာရာဖြစ်ပြီးတော့ကနေဒါနိုင်ငံအနေနဲ့ကတော့3,900ကျောင်းကို PR ပေးဖို့ရဟာရာဖြစ်ပါတယ်။ဒါအပြင်ကနေဒါနဲ့ဩစတြေးလျနိုင်ငံတွေမှာလည်း skill worker တွေလိုအပ်နေတဲ့အချိန်ကြီးဖြစ်ပါတယ်ရှင်။ ဩစတြေးလျကနေဒါနိုင်ငံရဲ့ပီယာကိုဘယ်လိုလူတွေလျှောက်ထားနိုင်တာလဲလူချင်းမင်းအနေနဲ့ IT engineer, finance accountant, manager အစရှိသဖြင့် skill profession တယောက်ဖြစ်ပြီး Australia ကနေဒါနိုင်ငံရဲ့ skill migration program ကသတ်မှတ်ထားတဲ့ point test မှာ qualify ဖြစ်တဲ့ဆိုရင်တော့ PR ကိုလျှောက်ထားနိုင်ပါတယ်။လူချင်းမင်းအနေနဲ့ PR လျှောက်ထားဖို့ qualify ဖြစ်မဖြစ်ကိုဘယ်လိုသိနိုင်မလဲ။ စိတ်ဝင်စားတဲ့လူချင်းမင်းတအူးချင်းစီရဲ့ point test qualifying ဖြစ်မဖြစ်ကို inspan မှာတွက်ချက်ပေးပြီးတော့ PR လျှောက်ထားတဲ့ process အသေးစိတ်ကိုလည်းအခမဲ့တိုင်းနဲ့ဆွေးနွေးပြီးနေပါတယ်။ PR invitation ရဖို့ဘယ်လိုအချက်တွေပေါ်မူတည်လဲ။ဒီကတူချင်းစီရဲ့အလုတ်အကင်မျိုးစားနဲ့ရဟားရဲ့ point test အတွက်အမှတ်တည်ပေါ်မူတည်ပြီးတော့ Austria ကနေတာနိုင်ငံကြီးက PR invitation ပေးတာပဲဖြစ်ပါတယ်။လူချင်းမင်းရဲ့ PR လျှောက်ထားမဲ့ခရီးလမ်းကိုစတင်ဖို့ယခုပဲ Ains နဲ့ဆက်သွယ်လိုက်ပါနော်။ အခမဲ့တိုင်ပင်ဆွေးနွေးဖို့ယခုဒီ post ကလင်းမှာဖောင်ဖြည့်ပြီးဘုံမဟုတ် aims ကမက်ဆေ့ချာသစင်နဲ့လာရောက်ဆက်သွယ်နိုင်ပါတယ်။